အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့လွယ်လွယ်ကူကူနဲ့ပေါင်မုတ်ကြော်လေးကိုအလွယ်တကူလေးလုပ်တဲ့လုံနေလေးပါနှုနှုညံ့ညံ့လေးနဲ့တကယ့်ကိုစားလို့ကောင်းပါတယ်နော် လွယ်လဲလွယ်ကူတဲ့နီးလန်းလေးပါ ကဲကျမရဲ့လုံနေလေးကို ကြည့်ကြရအောင် ပထမဆုံးဒီစလုံးထဲမှာရေ350 ml ကိုထည့်ထားမယ်ပြီးရင်မုတ်ပွတ်စေတဲ့သစေးပါ ထမင်းစားစွန်းတစ်ဝက်ကိုထည့်ထားပါမယ် ပြီးတဲ့ခါကျတော့တကြားကိုတော့ထမင်းစားစုံ၄စုံစာထည့်ထားမယ်။ဒါကတော့ထောပတ်ပါနော်ထမင်းစားစုံ၄စုံစာကိုထည့်ထားပါမယ်။အားလုံးတမအောင်ကျမခဏလေးမှုထားပါမယ်။အလုံးတမသွားပြီဆိုရင်တော့ဂျုံမုတ်ကိုထည့်ပါမယ် ဂျုံမုတ်ကိုတော့ကျွန်မလေးခွက်ကို အသုံးပြုထားပါတယ်။တခွက်မှာ ထမင်းစားစွန်း16စွန်းစာရှိပါတယ်နော်။ဒါကတော့လေးခွက်မြောက်ဖြစ်ပါတယ်နော်။ဂျုံမုတ်ကို အလုံးပေါင်းလေးခွက်ထည့်ထားပါတယ်။ဂရမ်နဲ့ဆိုရင်တော့480ဂရမ်ရှိပါတယ်။ဓာတ်တွေအားလုံးကိုလက်နဲ့ပဲကျွန်မခဏလေးနေထားပါမယ်။ ီထဲမှာစနေငယ်ကိုလည်းထထဲပါမယ်ပြီးရင် ပြန်နေပါမယ်မုတ်သားလေးတွေကို ချုံးမွတ်လာတဲ့အထိကျမနေထားပါမယ်ဒီလုံနည်းလေးကတော့ တကယ်လွယ်ကူတဲ့နီလန်းလေးပါမုတ်ဖုတ်ဆက်မလို့ပဲနဲ့အလွယ်တကူလေးလုံလုံရတဲ့လုံနည်းလေးပါအခုဆိုရင်တော့မုတ်သားလေးတွေတဖြည်းဖြည်းနဲ့ချုံးမွတ်လာပါပြီနော် ဒီလိုအနေထားလေးဒီလိုမျိုးပုံစံလေးဆိုရင်တော့ရနေပါပြီ။ဒါလေးကိုလေးလုံအောင်ပိတ်ထားပါမယ်။ပြီးရင်နှစ်နာရီလောက်ကြမှာနှစ်ထားပါမယ်။အခုဆိုရင်တော့နှစ်နာရီလဲရှိသွားပါပြီနော်။ဖွင့်ကြည့်လိုက်ပါမယ်။ကဲကြည့်ပါဦးမုတ်သားလေးတွေကဖောင်းကြွက်လာပါပြီနော်။ ဒီမုတ်သားလေးတွေထဲကလေတွေကိုကျမဒီလိုမျိုးဖယ်ထားလိုက်မယ်။ကဲကြည်ပေါင်းလေးတွေကိုဖယ်ထုတ်လိုက်မယ်။ပြီးရင် ဒီမုတ်သားလေးတွေကိုပြက်နေအောင်ဖြန်ထားပါမယ်။ဒါလေးနဲ့ကျမပြန့်ပြန့်ကလေးလှုပ်ထားပါမယ်။အခုလိုမျိုးမုတ်သားလေးတွေပြက်နေပြီဆိုရင်တော့ဒါလေးနဲ့ဒီလိုမျိုးအရှေလိုက်ကို ကျမပိုင်းထားပါမယ်။ အားလုံးပိုင်းပြီးသွားပြီဆိုတော့ဒီတစ်ခုကိုယူမယ်ဒီအပြားကနီလိတ်လိတ်ပြီးတော့ဒီလိုမျိုး လိတ်ထားပါမယ်နော်ပြီးရင်ဒီအစွန်ဖြားလေးကို ကက်ကက်ကလေးဒီလိုမျိုးလှုပ်ထားမယ်။ပြီးတဲ့အခါကျတော့ကတ်မတော့အောင်လို့စက်ကိုလေးကိုခံထားမယ်။ကဲဒါဆိုရင်ရနေပါပြီနော်။ ။ကြံနေတဲ့မုတ်သားလေးတွေကိုလည်းကျွန်မအခုလိုမျိုးပဲဆက်လက်လုပ်ထားပါမယ်။ဒီလုံလေးလေးကတော့အလွာလိုက်ရှိပြီးတော့တော်တော်လေးကို စားလို့ကောင်းပါတယ်ကြည်ပါဦးလက်လက်ပါပါလေးနဲ့เนาะအခုဆိုရင်တော့အကုန်လုံးလဲပြီးသွားပါပြီเนาะဒါလေးတွေကိုကျွန်မလေးလုံအောင်ဒီပလတ်စတိတ်တွေနဲ့ဖုံးထားပါမယ်ပြီးရင်15မိနစ်လောက်ကို ကျွန်မနှက်ထားပါမယ် အခုဆိုရင်တော့15မိနစ်လည်းပြည့်သွားပါပြီကြည်ပေါင်းမုတ်သားလေးတွေကပို့ပြီးတော့ပွာလာပါတယ်နော်စောစောကထဲပို့ပြီးတော့ကြီးလာပါတယ်ဒီတစ်ခုကိုယူမယ်ပြီးရင်စီပူပူထဲမှာဒီလိုမျိုးအตาကလေးချထားပါမယ်ဒီတစ်ခုကိုလည်းထည့်ထားမယ်တဲဦးထဲမှာစမ်းတလောက်ကိုကျွန်မထည့်ထားပါမယ် မုတ်သားလေးတွေကတဖြည်းဖြည်းနဲ့ဖောင်းကြွလာပါတယ်။ဒါလေးကိုဒီထဲမှာတခုထပ်ထည့်ပါမယ်။ကဲကြည့်ပါဦးစားချင်စရာလေးနော်။ခဏလေးဆိုရင်တော့ကျွန်မအပေါ်အောက်လေးလန်ထားပေးပါမယ်။ အပေါ်အောက်အားလုံးလန်ထားပြီးသွားပြီဆိုရင်တော့ခဏလေး3မိနစ်5မိနစ်လောက်ကိုကျွန်မတည်ထားပါမယ်။ပြီးရင်ပြန်ပြီးတော့ပြောင်းပြန်လန်ထားပါမယ်။အပေါ်အောက်လေးအားလုံးကျက်သွားအောင်လုပ်ပါနော်။ကြည်ပအောင်လက်လက်ပပလေးနဲ့နော်ချွတ်ချွတ်ရွရွလေးရှိနေပါတယ်။အနံလေးလည်းမွေးကြိုင်နေပါတယ်။တကယ့်ကိုစားချင်စရာလေးရှိနေပါတယ်။ခဏလေးတည်ထားပါမယ်။ ီလိုအနေထားလေးအယောင်လေးတန်းလာပြီဆိုရင်တော့ရနေပါပြီနော်ဒါတွေအားလုံးကို ကျွန်မပြောင်းပြန်လန်ထားပါမယ်ပြီးရင်ဒါလေးတွေကိုတစ်ခုချင်းစီစစ်ပြီးတော့ဆဲထုတ်ထားပါမယ်။ ကြန့်ရှိနေတဲ့မုတ်သားလေးတွေကိုလည်းအခုလိုမျိုးပဲကျွန်မဆက်လက်ပြီးတော့ကြော်ထားပါမယ်။ အခုဆိုရင်တော့အကုန်လုံးကြော်ပြီးသွားပါပြီကျွတ်ကျွတ်မွတ်မွတ်လေးနဲ့အနံလေးလဲမွေးကြိုင်နေပါတယ်ဒါလေးကိုဒီတိုင်းစားလို့လဲရပါတယ်တကြားထဲမှာဒီလိုမျိုးနစ်ပြီးတော့ဒီလိုမျိုးလုပ်ရင်လဲချူချူကလေးနဲ့စားလို့ကောင်းပါတယ်နော်ကျမကတော့ဒီတကြားထဲမှာချူချူလေးဖြစ်သွားအောင်လို့လှုပ်ထားမယ်ပြီးရင်ကြည်ပောင်းအလဲကနေခွဲထားမယ်အီအီမွတ်မွတ်လေးနဲ့နော်တကယ်ကိုစားချင်စရာလေးပါ စမ်းကြည့်လိုက်တော့လဲမောမောရွရွလေးနဲ့တကယ်ကိုအရသာရှိပါတယ်။လက်ဖက်ရည်နဲ့ပဲဖြစ်ဖြစ်ကော်ဖီနဲ့ပဲဖြစ်ဖြစ်သွေးပြီးတော့စားရင်တော့ပိုးပြီးတော့စားလို့ကောင်းပါတယ်။တကယ်လဲလွယ်ကူပြီးတော့အလွန်အရသာရှိတယ်လို့နေလေးပါ။ဈေးကြီးကြီးပေးစရာမလိုပဲနဲ့အလွေတကူလေးလှုပ်လှုပ်ရတဲ့နေလေးပါ။အခုလိုမျိုးကျမရဲ့ဗီဒီယိုလေးကို ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လဲအားပေးကြပါအောင်ရှင်။ 제조미아지 <laughs> 뜸바래 <laughs> <laughs>